လာလာဘာလာမသိပြည်သူတွေဒုက္ခကိုပဲတိသွားတာလားဘာလားတော့မသိဘူးဒီနေ့ပလောင်တွေကိုကြိတ်ချက်ကလန်ထွက်နေတယ်ကွာနိုင်ရွက်တွင်ကွာအာကြောင်မဲနိုင်ရွက်နိုင်ရွက်တွင်နော်ကြောင်မဲဟာကြောင်မဲရေနောက်တစ်ခါကျတော့နန်းဆန်ရေမိုးကုတ်ကေမန်တုံရေအာကျွေးချက်ကျွေးချက်နိုင်ရွက်တွင်ဘလောက်တော့မှအလုံးကြီးနော်ဘလောက်တော့မှရာကြော်လေးလက်ကုန်လဲဆိုတာအာကျွန်တော်ပြောစရာတော့မလိုတော့ဘူး ဒီမိုးကုတ်အနောက်ချမ်းမှာရှိရရေးကျွေးရောကိုတက်ချံအဲလဲရှိတယ်သူကစကန်းဟိုကကြောက်ဖားလာကြောက်ဖားကြောက်ဖားအဲ့ဘက်ဒီကိုအချမ်းမှာနေတဲ့နေရာလေးတက်မော်ကတီးကြကြတီးကြဗျာနေရာကိုယူပြောအတကုံချွေးချပလိုက်တာတေးတာပဲပလောင်နေတေးတာပဲတေးတာပဲကောင်းလေဘိုးဆိုးမစက်တေးတာအဲ့တက်ချံနဲ့ဟိုရက်ကလည်းထူထားပြီးသားကောင်းလေ ထုပြီးတော့ငြိမ်ငြိမ်တင်ပြောလာတာအဲဒီကောင်လေးကအဲ့မှာအခုကဒီကောင်လေး KTV တောင်းတော်တော်ဖွင့်ကြတာနော် KTV တောင်းတော်တော်ဖွင့်နေကြတာဒီကောင်လေးပလောင်လေးကဘလောက်အဲ့မှာပျော်နေကြတာလဲဆိုတော့ KTV တောင်းဖွင့်နေတာတော့မင်းကတော့အဲ့ဒီတည်င်းလေးနေတဲ့ MI တောင်းကဖုန်းဆက်ပြီးပြောတာချောင်းဖွင့်တာအဲ့ဒီကလေးအကုန်ကြိတ်တာအကြိတ်တာကနန်းဆန်းနန်းဆန်းဆိုနမောကိုင်းတာပလောင်လေးကဘလို့ပုတ်စုပစက်စီတီကုန်ကြတာမန်းတုံးကိုင်းနေအောင်ချမ်းသာရက်ကွက် တည်တာနော်ဟာကျွန်တော်ပြောရင်အာနာလို့မပြောတာတည်တာပလောင်နေခုမျိုးပြုတ်ပြီမန်တုံမှာဆိုအဲ့အောင်ချမ်းသာရက်ခွာမှာဆိုပူတော်ဆိုးသေးတယ်ပူတော်တည်ကြသေးတယ်ပလောင်နေအထိုင်စခန်းကိုကောင်းကောင်းကျွေးတာတောင်းတော့ကောင်းကောင်းကျွေးတာအဲ့တော့ဘာဖြစ်လာလဲဆိုတော့ပလောင်ကအဲ့တော့တာဖုံးကျော်ဆိုတဲ့ကောင်အတန်ထွက်လာအလဲကြရင်တော့ဘာဖြစ်လဲအလဲဆိုတာရှိတယ်တဲ့ဟာလားတောင်းတော့အဲ့ဒါတမ်းတော်ကပြန်ပြီးပြောနေတဲ့စကား မင်းတို့ပလောင်နေရုပ်မှခဲ့တဲ့အချိန်တုန်းကအကောင်ခါးစည်းခံခဲ့ရတယ်။အိုင်မှာဒေသခံပြည်သူတွေခါးစည်းခံခဲ့ရတယ်။ပြီးတော့လို့ကျရင်ကျောင်းတွေမှာမင်းတို့စခန်းဝင်ပြီးတော့အထိုင်လုပ်ဖို့အတွက်ခါးစည်းခံခဲ့ရတယ်။နောက်ကအိမ်မှာမင်းတို့ဆန္ဒပြတဲ့နေရာတွေမှာခါးစည်းခံရတယ်။အဲ့ဒီခါးစည်းခံရတဲ့ပြည်သူတွေအတွက်ဒါကတမန်တော်ကလုပ်ပေးတာပဲရှိနေတယ်။တမန်တော်ကမပါသေးဘူး။ဒါကတမျိုးတရွာတဦးတယောက်စာအတွက်ပဲဒီနေ့လုပ်တာရှိတယ်။ တောင်းတော့ကလှုပ်ပေးရမှာအများကြီးသာရှိတယ်။ပြည်သူတွေကအများကြီးပဲမင်းတို့ကြောက်ဒုက္ခရောက်ပြီးတော့ဘဝပြက်ပြီးနေရတခါမှဒုက္ခတွေရောက်ပြီးတော့မှအငတ်ဘေးနဲ့ရင်ဆိုင်ရတဲ့အသက်ဘေးနဲ့ရင်ဆိုင်ရတဲ့ဘဝတွေပြက်တယ်။နော်မင်းတို့ပလောင်နေဒုက္ခပေးပြီးရုံမှလို့အဲ့တော့ညီမလူမျိုးတွေဆိုတော့မင်းတို့ကနှိမ်နေတတ်ပြက်တယ်တကယ်နိုင်ငံရဲ့အစင်းမြင့်မြင့်အဲနိုင်ငံရဲ့အငွေနှစ်တွေ နော်ဂုံးထိတ်တရားတို့မင်းတို့နန်းဆန်တရားအများကြီးပဲမင်းတို့တရားပေါင်းစုံချိုးသွားတယ်မင်းတို့လှုပ်သွားတဲ့တရားတစည်းတော့မရှိဘူးအဟာအဲ့တော့မင်းပြောတော့အနှဲ့ဆိုတာရှိတယ်ဆိုတာမင်းသိသွားပြီမလားမင်းတို့လေလက်နက်ဖြုတ်သိမ်းပြီးတော့မင်းတို့တရုတ်ပြည်ထဲဝင်ပြင်းရင်တော့မှမင်းတို့မလွတ်စေရဘူးအကြမ်းဖက်ဥပဒေနဲ့မင်းတို့ရအောင်ထိုက်ပြီးတရုတ်ပြည်မှာရှိလို့ချင်းလဲမြန်မာပြည်ကိုပြန်ရောက်လိုက်မင်းတို့တည်တံပေးအောင်မလားတည်တံမင်းတို့တည်တံပေးအောင်မလားမင်းတို့လွတ်အောင်တော့ရှောင်နော် လောက်အောင်တော့ရှောင်းရှောင်းနိုင်မှလုံးနိုင်အခုမင်းတို့မကြငယ်ပလောင်နေဘွားပြတ်တော့မယ်အသေးဆုံးနဲ့တင်မယ်အဲ့တော့ဒီနေ့ဘလောက်ချတယ်လဲဆိုတာပိုင်းထပ်ပြောပြမယ်တောင်းတော့ကြနော်နောက်တစ်ခေါက်ထပ်ပြောပြမယ်မင်းတို့ကိုဘလို့တက်မလို့ကကြိတ်ပြီဆိုတော့မင်းတို့ဒီနေ့ကြိတ်လိုက်တယ်ဆိုတော့နိုင်ဝက်တွင်းကြိတ်လိုက်တယ်ဆိုတော့တက်မလို့ကပြည်သူတဦးစာဇာတော့ပဲကြိတ်ပြီလေလားမင်းတို့လုံလိုက်တဲ့ပေဒုက္ခပေးလိုက်တဲ့ပြည်သူကထောင်ပေါင်းများစွာရှိတယ်။ထောင်ပေါင်းများစွာတက်တမတော်ကလုတ်ပြီးအောင်ပါ။နော်။လုတ်ပြီးဖို့လည်းတက်မတော်မှာအစီအစဉ်ရှိတယ်။မင်းတို့ကိုတခါတည်းလက်နက်ဖြုတ်သိမ်းမှာ မင်းတို့ကိုအဲ့လိုတခါလဲအမှုန့်ထိအမှုန့်ကျိတ်မှာမင်းတို့အေအေတို့ဘာလို့ဆိုတာဘလို့လုတ်ပြမလဲဆိုတာမင်းတို့ကြည်လိုက်တော့မင်းတို့ KIA တွေဘလို့လုတ်ပြမလဲမင်းတို့76ဖွဲ့ကိုဘလို့လုတ်ပြမလဲဆိုတာမင်းတို့ကြည်လိုက်တော့တောင်းတော့ဆိုတာဒါပဲဆိုတာပြလိုက်နော်တောင်းတော့ဆိုတာဒါပဲဆိုတာပြလိုက်တိလားဘိုးချုပ်မူကြီးကပြုံးတဲ့အပြုံးကမင်းတာဝန်ကရှန်ကပြုံးလို့မထင်နဲ့မင်းတို့အပြုံးလို့မထင်နဲ့အားလုံးကိုအတိတရားရှိပါစေဆိုတဲ့ဆုံးမတဲ့အပြုံးဆိုတာမင်းတို့မှတ်ထားရင်နော်ကဲဒါလေးပြောမယ်ငါစကားရှိသွားမှာဆိုတော့ တချို့ကလေတည်တင်တာလေးတည်ကပါဒါပေမဲ့ဒီနေ့ကတော့မင်းတို့ဒီနေ့ဖြုတ်ချက်ကကြိုက်လို့အားရလို့ဒါပြောတာတနင်္လာရီတိုင်းမှာပြောလိုက်အောင်ပါဒီတမုံချုံရအောင်ဂိုင်းနဲ့ပွဲချက်ချက်ကဟာမြေပီဒီရက်တွေကတိတ်လိုက်တာပို့စုပဲဆက်ဟာသူများတိတ်တာကိုတိတ်ပြီးတော့အကောင်လေးပါညံပဲပြောချင်နော် ကိုပိုင်ရဲကတခါတည်းပြောပြီးကဒါတရင်အเจ้าရလေးပါတရင်နိုင်မဟုတ်ဆိုဖြစ်နေ။ပိုင်ရဲကတရင်နိုင်မဟုတ်ဆိုမြောက်ဟိုကပြောလိုက်ဟာကိုပိုင်ရဲအเจ้าဒီမှာဖုန်းအဘစ်ထူသွားဗနဲလောက်တည်ပြီးပါညာဒါလေးပြန်ရှင်းပြရနေ။ เนาะအမျိုးမျိုးပြချေးပြလာအဲ့ဒါဘယ်နာမှာဖြစ်ထူတယ်ဘယ်နာမှာဘာဖြစ်တယ်ဆိုတော့တတိနိုင်မို့ဆိုကိုသိကျင်တာလေးကြောင့်ကိုကပြန်နေပြီးတော့ကိုလည်းသိကျင်တယ်ကိုညီကောင်မမလည်းကိုလိုပဲသိကျင်မှထင်လို့ဒါကျွန်တော်ပြန်နေပြီးတော့ share လေးမျှဝေပေးတာဖြစ်ပါတယ်ဗျာเนาะဒီအကြံဖက်တွေကတော့ကျွန်တော်တတိနိုင်တိတိပြီးသူတို့လည်းတော်တော်သိသိရနေတယ်သူတို့တော်တော်သိနေကြပြီဆိုတော့လည်းတည်တော့ကြပြီတန်းတော်ရလည်းဘလောက်တော့အော်ဝဲတွေရတယ်ပြီးတော့ဘလောက်တော့ဗာအဲကြိတ်နေပြီဆိုတော့လည်းသူတို့သိနေကြပြီเนาะနောက်ဒီကချင်မှာကျွန်တော် live လွှင့်တော့ KIA ကောင်နောင်ရိုးဆိုပြီးတော့ဗာအကောင့်အကောင်ဝင်လာသေးတယ် ဘာဖြစ်လဲညာအဲ KIA ရခေါင်ကြီးကကျွန်တော်တို့ဒီဘက်ကမြန်မာတွေကိုဒီအနေပေါ်နိုင်ငံရေးရောက်သူတို့တော်တဲ့တွေရောက်သွားတဲ့အားနဲ့လက်နက်တွေဒီကင်လာအောင်တင်သက်တင်ပြီးလိုက်တဲ့ကောင်တွေနော်ပြီးတဲ့ခါကျမရေချင်းနဲ့တပ်ဖြတ်တယ်မခံလို့ရှင်လို့ရှိရင်အဲတတ်တယ်ဘိုက်ကြီးရင်တတ်တယ်ဆိုတဲ့ဟာတွေအများကြီးကြတာအဲကြောင့်အဲ KIA ကိုကျွန်တော်ကတော်တော်ကြီးကို ဒီအချိန်မှာတတိထားပြီးတော့မှကျွန်တော်စောင့်ကြည့်ရမယ် KIA ဘက်ကသတင်းနေဆိုရင်ကျွန်တော်ပို့ပြီးတော့ပြောပြရမယ်အနေထားရှိတယ်ဒီကောင်လေးရဲ့နေထိုင်ရာတည်နေရာတွေကိုတော့ကျွန်တော်တင်ကြကြလိုက်စုံစမ်းပြီးတော့မှအဲ့ရ data ခံနေပြောတော့ကျွန်တော်နောက်ကြအငြင်းပြောပြအောင်လုပ်ပြတယ်ဒီလမ်းမြန်ရွာမှာကိုင်းတယ် KIA တွေတည်လိုက်ကြတာ KPDF တွေတည်လိုက်ကြတာပို့ဆိုပစံဟမ်ဖာကံမှာမှာလဲကျုံချက်ကလက်မြန်ရွာမှာလဲတိတ်လိုက်ကြတာပို့ဆိုပါစက်ဟိုဆိုင်းတော်မှာလဲတိတ်လိုက်ကြတာပို့ဆိုပါစက်ဟမ် ဝိုင်းဝိုင်းဝါတယ်ဒီလက်မြန်ရွာမှာတိတ်လိုက်ကြတာဟိုကမလန်မှာလည်းတိတ်လိုက်ကြတာဖာကန်ဟမ်တောင်းကြတော့ကြောင်းမင်းတို့ဟိုဘယ်မင်းဘယ်ဘယ်တရားပြောမလဲမင်းတို့ជីဝဲတို့ပြောမလားနန်ဆယ်တို့ဘာညာပြောမလားမင်းတို့တေလိုက်ကြတဲ့နေရာလေးပို့စုပတ်ဆက်တည်ပြီးရဲ့။ဒါအောင်တေကြတိတိကျကျမပြောချင်သေးလို့နော်။အဲ့ညာနေလိုက်တပ်ပွဲတွေနေလိုက်ကတယ်။အာဒါဒီကကြက်မှဆိုမနေ့ကဆိုအဲကကြက်တာဆိုအဲမနေ့ကတရရထဲတော့မှဒီကောင်ဒီ၄၅60လောက်ရှိတယ်။အဲ့လက်မြန်းကအဲ့လိုရှိတယ်။နော်။ တောင်းတော့ကဒီအခုတလောစကြောင်းထိုးတွေအဲတိုင်ဝဲတိုက်တာတွေကစနစ်တကျနဲ့ဒါအားကောင်းလာတာတွေ့ရတယ်။နောက်ခါဝဒီဘက်ကျွန်တော်တို့ဒီဘက်စကိုင်းတိုင်းဘက်ဆိုဝက်လက်တို့ဝက်လက်ဆိုရွာသားကြီးကြီးရွာမှာကြီးတယ်အကြဘက်စကိုင်းကိုတောင်းတော့ကထထုပြန်ပြီးထဖြုတ်ပြန်ပြီးထအုပ်ပြန်ပြီးအဲ့မှာလဲလာလိုက်သူတို့ကအရှင်းမြောက်ဒီကောင်းတွေပြေးရတယ်မရှိဘူးဒီနေရာပဲပြင်ပြန်လာပြေးနေတာ။ပတ်ပြေးလိုက်တယ်တောင်းတော့လည်းဘုံကြတယ်ဘုံကြပြီးသွားလာတိုင်ခိုင်းပြီးဆိုလို့ချင်းဒီကောင်းတွေပတ်ပြေးဟိုကဂျိုင်းကော်ပိုရိုင်းနဲ့တောက်လျှောက်လာတာတောက်လျှောက်တူလာတောက်လျှောက်ဆက်လိုက်တဲ့နဲ့တက်တက်နဲ့လိုက်ပြတာ။ အဲစက်တက်3000တောင်းနဲ့စီးပြီးတော့မှတောက်ချောက်အပေါ်စီးကနေလိုက်ချပြစ်တာအတကောင်းလေးပြပြတော်တယ်ပြပြောင်းနေနေမှာပြအဲလွတ်ပြီးတက်မလို့မလာတော့တော့ဆိုသူကပြန်လာနေလာနေတက်မလို့အဲ့နေရာပဲတော်တော်ချလာဒီနေ့ဆိုတော့ဒီကောင်းလေး5960လောက်ဖေးတာပဲအဲ့ဝက်လက်မှာ အခိုင်းရှိဘူးဝက်လက်အများဆုံးတော့အဲ့မှာရှိနေတဲ့ဝန်နေနေ PDF တွေလည်းပဲဂိတ်တီတော်သူ့ဖြုတ်သိမ်းခိုင်းနေလို့ပြောတယ်ဂိတ်တီကက PDF ကတကိတ်အာတကိတ်နဲ့တကိတ်ကကတ်နေပြီးဟိုဘက်ချမ်းမှလည်းတောင်းတော့ဂိတ်တီဒီဘက်ချမ်းမှလည်းအဲ့လိုတွေဖြစ်နေအဲ့တကြောတော့ကဒါသူတို့ကပဲတောင်းတော့ကလာရှင်းပဲဆိုတာတိလို့ပဲဖြုတ်သိမ်းတာလား ဒါမှမဟုတ်ဘာကြောင့်လဲမသိသူတို့ပြောတာတကယ်ကြီးတကယ်ကြီးအကောင်းနေတော့ပြောနေရတယ်အဲပြည်သူတွေကျွန်တော်ဒီဂိတ်တွေများတော့ပတ်စံတောင်းတာများတဲ့ခါကျတော့ပြည်သူတွေဒုက္ခရောက်တယ်ပေါ့အဲကြောင့်ကျွန်တော်ဂိတ်တွေဖြုတ်လိုက်တယ်ဘာညာသိတော့တာတောင်းတော့လာကြိတ်မှာဆိုလို့သူတို့တရင်ရသွားလို့လာပါလားတော့မသိတောင်းတော့လည်းဓာကြီးကိုလွတ်ထားတာလည်းပဲတော်တော်ကြာနေပြီလို့ကျွန်တော်တွေ့ရတယ်ဂိတ်ကလည်းအများကြီးပဲတဲ့ကိုတော့မရောက်ဘူးပေါ့သူကအဲ့ရဂိတ်ကလူတွေပဲပြောပြနေတာအဲ့ဒီသားကနေပဲပြောပြနေတာနော်တော်တော်များများတက်ပါတယ်သူတို့ဘက်ကလည်းအဲ့လိုမျိုးတွေတက်တာတွေ့ရတယ်နောက်ကားသမားတွေလည်းပြောပြနေတာတွေ့ရတယ် ဒီကျွန်တော်ဒီကျွန်တော်နာမရှိတဲ့လူဆိုလို့ရှင်ဒါသူရွှေဘူကိုသွားတယ်ရွှေဘူသွားအမလေးတရားကြတာနဲ့ဟိုက PDF ကြီးပဲတဲ့အကုန်တန်းလုံးတယ်နော်အဲ့လိုရှိတယ်နောက်ဒါကျွန်တော်တို့ဒီကြိုက်ထုတ်ပဲကိုပြောမယ်ဆိုကြိုက်ထုတ်ကြောက်ပြရမှာဒါအချမ်းပဲစကန်ရှိတယ်အချမ်းပဲစကန်ကိုတောင်းတော့ကလည်းဘေးသူရှင်းနေတာရှိတယ်နော်တကြိုက်သူဘက်ကကြာပြွားရအောင်လည်းအကြမ်းဖက်စကံကိုတက်မလို့နေတဲ့ဗိတုရှင်နေတာရှိတယ်ပြီးလို့ရှင်ဒီဗိတုတာလေးပြောမှဆိုဒီစကံ စကိုင်းမှာရှိတဲ့အရာတော်မျိုးနယ်ရှိမှဗျာအရာတော်မျိုးနယ်မှာလည်းဒါစာသင်ကျောင်းအရာတော်မျိုးနယ်မှာဒီမင်းရွာမှာပွဲကတယ်မင်းအရာတော်မျိုးနယ်ကမင်းရွာမှာပွဲတွေကတယ်ကားတဲ့အချိန်မှာ generation z တို့ပါလို့မန္တလေးပေါ့ဗျာမန္တလေး generation z အဲ့မှာလည်းတော်တော်တည်ကြတယ်ဗျာအကလေးတွေတော်တော်များများတည်တာကိုတွေ့ရတယ်တမလွန်ကလည်းပဲဒါငင်းငင်းညံ့ညံ့နဲ့လုံနေတာကိုတွေ့ရတယ်အလင်းဝင်ဖို့လည်းဒီနေရာနေပြီးတော့မှတိုက်တွန်းနေပါလေဗျာဒါတမလွန်ကအသေးသေးချာချာ တည်တည်ကြာကြာရှင်းလင်းနေတာကိုလည်းတွေ့ရတယ်အဒီအရာတော်မှာဆိုပြီးကြတဲ့မနေ့ကမှဆိုတချို့ကောင်မှတော့ချိန်ထားလိုက်တာအကြမ်းပဲစကန်တက်တဲ့ကိုကြာတာပဲစကန်တက်တဲ့ရှင်းတော့၄50လောက်တည်ကြတာပဲသူတို့ကအဲ့မှာ20ကျော်တည်ပြီး40ကျော်တန်ရရလဲဆိုတော့ကျွန်တော်အဲ့ဘက်ကတန်တည်တာပဲနောက်အဲ့လိုရှိတယ်ပြီးတော့နောက်ကကျွန်တော်တို့ဒီနိုင်ငံရှင်းနေတဲ့အချိန်မှာဆိုရင်အဲကလေးကလေးဘက်မှာကလေးဘက်မှာဗျာဒီခံပတ်နေအောင်နိုင်ငံရှင်းနေနိုင်ငံရှင်းတဲ့အချိန်မှာကရာဇကြိုးမှာကြာတော့ပွဲကတယ် ွက်ကတယ်တော်တော်များများသေးတယ်ကလေးအဲတမှု period ဒီပေါ့ဗျာအဲ့အကြမ်းဖက်တွေတော်တော်များများအဲ့မှာသေးတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ပွဲကတဲ့ဟာမှာပြီးတော့စကိုင်းတို့မန္တလေးအဲစကိုင်းတို့ကလေးတို့တမှုတို့အဲ့လမ်းပိုင်းတော်လုံးကိုတောင်တော်ကနေနေနေရှင်းနေတဲ့အခါကျတော့ဒီကောင်းတွေမှာနေရမရှိထိုင်ရမရှိဟိုးအိန္ဒိယဘက်ကိုပြေးအာကတော့ပြောတယ်ဒီကောင်းတွေကအကြမ်းဖက်တွေကအဲကျွန်တော်တို့ကပြောချင်တာကသူတို့နိုင်ငံရေးကြောင့်ဖြစ်တာဆိုတော့ဗျာ အဲနိုင်ငံရေးနဲ့ပဲဒါအေးတန်းတန်းလေးပဲပြန်လုပ်စေချင်တယ်ဆိုတော့နိုင်ငံရေးရဆိုတော့အတမလောကလည်းပဲဒါတိုင်းပြည်ရေးတော့လှုပ်လှုပ်ပြီးတာဖြစ်တဲ့အတွက်တမလောကလည်းပဲဒါဒီ2021မှာနင်နာမှုတွေဆော့ချွတ်မှုတွေများပါတယ်တိုင်းပြည်တောင်းဝန်နင်နာဆော့ချွတ်မှုတိုင်းတိုင်းပြည်နင်နာဆော့ချွတ်မှုပဲသူတို့ဘုံတလုံးတော့ကျဲဘုံတလုံးကပတ်စံနဲ့ဝယ်ရတာအလကားရတာမဟုတ်အဲ့ဒါတိုင်းပြည်ကပတ်စံပဲနော်အဲတမလောအော်ရဲ့ဆော့ချွတ်မှုကတိုင်းပြည်ဆော့ချွတ်မှုတွေဖြစ်တာအဲ့တော့ကျွန်တော်တို့က အာဘာဖြစ်လို့ဆိုတော့တိုင်းမီမဆုံရှုံအောင်တက်မတော်မဆုံရှုံအောင်ကျွန်တော်တို့ကတက်နိုင်တယ်လို့အလင်းဝင်ဖို့လည်းကျွန်တော်တို့ကသိခေါ်ပါတယ်အားလုံးပေါင်း PDF ဒီဘက်ပြည်ငင်ညမငယ်တွေကနိုင်ငံရေးသမားတွေရဲ့အတွေ့ဟိုတွေးလို့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက်မိမိတို့ရဲ့ဘဝကိုအကြောင်းသာမိမိတို့တွေးပါကိုလုံးမကိုစားမဲ့ဘဝကိုခေါင်းနဲ့ထည့်လိုက်ပါအဲဒီကောင်းတွေနိုင်ငံရေးသမားတွေကမင်းတို့ဂျင်းထည့်နိုင်လိမ့်မယ်အာမင်းတို့ကသူရဲကောင်းကြီးပြီမင်းတို့ကဘာကြီးညာကြီးဆိုတော့မင်းတို့မထင်ပါနဲ့ အရာရာတိုင်းထမင်းတော်မှာကိုဘက်ကိုချက်မှစားရမယ်ကွာဟိုကိုထမင်းစားခြင်းလို့ဗိုက်စားတော်မှာကိုလက်နဲ့ကိုပါဇက်တဲ့ထဲမှာအဆင်ပြေမှာဟုတ်တယ်မအဲ့မှာဗိုက်ပြေမှာသူများပြောတာလည်းမင်းတို့မယုံနဲ့ ကိုလက်တွေ့လုံနိုင်တော့မှကိုရောငါတို့ဒီနိုင်ငံတော်အစိုးရဖြစ်လာဖို့အတွက်ကိုငါတို့ဘယ်လောက်ထိလှုပ်ကြည့်အောင်မလဲဆိုတာဒီနိုင်ငံသားတွေကဒိုအေးလှုပ်ခန်းတယ်ဒိုအေးလှုပ်တယ်တော်ဟုခန်းတယ်တော်ဟုတယ်တနနဲ့ပြခန်းတယ်ပြတယ်တေတော့ဒီနိုင်ငံသားတွေမင်းတို့နားမှာရှိတာမဟုတ်သူတို့ကဟိုမှာချမ်းသာတယ်မင်းတို့ပြပြီးတော့အာလက်နဲ့ဝယ်ပေးလို့ဘာဝယ်ပေးလို့ညာဝယ်ပေးလို့ဆိုလှုပ်ပြီးလိုက်ပြီးတော့သူတို့ကချမ်းသာတိုက်ဒီကာရင်နဲ့အဲ့တော့တေတော့ဒီကလေးတွေတယ်အဲ့တော့ညီငယ်ညီမငယ်တွေကမင်းတို့နိုင်ငံရေးတောင်းလဲနားလဲတာမဟုတ်နိုင်ငံရေးသမားတွေကမင်းတို့ကို ရှိယုံလိုက်တယ်အာအာဒါတောင်းတော့ကြားမယ်ငါတို့စင်အာနာရှင်တော်လိုင်းမှာဘာညာတကယ်တကယ်ကြားလို့ရှိရင်ဒီကိုတို့ပြောတာကစင်အာနာရှင်ဆိုတာကအာစင်အာနာရှင်လို့တတ်မှတ်လိုက်တယ်ဆိုရင်စင်အာနာရှင်ဆိုတာကငါတို့ဥပဒေပဲဖြစ်တယ်နော်အဲဗိုလ်ချုပ်မူကြီးမင်းဥပယောင်းလိုက်တဲ့ထက်မှလည်းဒါစင်အာနာရှင်လို့သုံးလုံးနဲ့ဥနေဝန်လက်ထက်နဲ့စင်အာနာရှင်သုံးလုံးနဲ့အဲဥသန်းရှိလက်ထက်နဲ့စင်အာနာရှင်သုံးလုံးနဲ့ဟုတ်လားဥစုံမောင်လက်ထက်နဲ့စင်အာနာရှင်သုံးလုံးနဲ့အဲ့တော့ တက်မလွန်ရဲ့ဒီလိုနေရာရောက်တဲ့သူတိုင်းကိုစိတ်အားနာဖြင့်တုံတုံသွားတာဘယ်လိုလုပ်လဲဆိုနိုင်ငံရေးသမားတွေကဖြစ်တယ်။အဲ့တော့မင်းတို့ကနိုင်ငံရေးသမားတွေရဲ့ဟာကိုလည်းမင်းတို့ခေါင်းထဲမှာထည့်ပြီးတော့တကယ်လို့ဒီနေရာလေးမှာရောက်တဲ့သူတွေကိုစိတ်အားနာရှင်လို့ပဲတုံတုံနာနာဆိုတာလည်းပြန်ပြီးတော့တွေးတက်ဖို့လိုတယ်နော်။အဲ့တော့မင်းတို့ကစိတ်အားနာရှင်ကိုစန့်ကျင်ဟိုမကြိုက်ဘူးဆိုလို့ရှိရင်မင်းတို့ကိုယ်တိုင်အဲ့လိုနေရာရောက်အောင်ကြိုးစားပြီးရင် စိတ်အာနာရှင်ဆိုတဲ့အတုံးတော့မခံရအောင် လုပ်ကြည့်ဖို့ဟုတ်လားအဲ့ဒါဒါလေးတော့ကိုပိုင်ကြီးပြောချင်တယ်မင်းတို့အဲ့ဒါနိုင်ငံရေးသမားတွေရဲ့တုံးတော့တဲ့စကားအဲ့စကားအရန်ရိုးလွားကြီးတယ်ဘလူးတက်တဲ့အဲ့နာမှာကိုပိုင်ရဲကိုကြီးသွားတက်ပြီးထိုင်ကြည့်ပါလားကိုပိုင်ကာဝဲဥစွေးဒီပိုင်ရဲကိုလိုတက်ကြည့်ပါပြီးမင်းတို့အဲ့ဟာတအောင်တော့စိတ်အာနာရှင်ပြောတော့မှာဟုတ်တယ်မလားအဲ့ဒါနိုင်ငံရေးသမားတွေရဲ့လက်ကွက်ဆိုတာကိုငါညီတို့ကိုကြီးကမိမောင်းထုတ်ပြချင်ပါတယ်တိုင်းပြည်အေးချောင်းမင်းတို့အမြန်လောက်ကြပါတပ်တော်ကလည်းပဲမကြခင်မှာဒါရွေးကောက်ပွဲနဲ့လည်းအဲ အရသာအစိုးရကိုလွှဲအပ်တော်မှာဖြစ်တဲ့အတွက်မင်းတို့မှတိုက်ရမယ်သူကတတ်မတော်လည်းမရှိတော့ဘူးเนาะအခုမင်းတို့တိုက်အခုကတော့ပြောမင်းတို့တိုက်မှာဆိုလည်းတည်ကြမှသူတွေပဲရှိတယ်အဲ့တော့ငါတို့ပြောချင်တာကကိုဟိုကိုညံနေတော့ထုံတော့သုံးဆွဲပါလို့ပြောချင်ပါတယ်เนาะလက်ပန်းတရချောင်းချောင်းမှာအခုဗစ်ထုလိုက်တာအကြက်ပဲစကမ်းမှာပိုဆိုးပါဆက်တည်တယ်ဆိုတာသိရှိတယ်ဆိုတဲ့အကြောင်းပြောနေအားလုံးကျမ်းမာစေအကြောင်းကိုစုမုံအောင်တောင်းပါတယ်ဗျာ